ဒီဖိုင်းလေးကကြတော့ဗောနော်ကိုကသူ့ကိုဖွင့်ပြောတင်လာသို့မဟုတ်ကိုရဲ့အချက်နဲ့ပတ်သက်ပြီးဝန်ခံတင်လာဆိုတာမျိုးလေးကိုမုံပြပြပေးမယ်1 2ကတော့ဒါဒီဘက်ကဗောနော်ခက်ဒက်စ်လေးဗောနော်ဒါလေးက1ဒီဘက်ကပန်းပွင့်လေး2ပွင့်တည်းပါတာက2เนาะဒါလေးဖြစ်ပါမယ်အဲ့တော့ပထမဆုံး1ရွေးထားတဲ့သူတွေနေနေကဖွင့်ပြောမယ်ဆိုလို့ရှိရင်နည်းနည်းလေးပြန်စဉ်းစားစေချင်တယ်။သို့မဟုတ်ကိုယ့်ရဲ့အချစ်တွေဝန်ခံမယ်ဆိုလဲစဉ်းစားစေချင်တယ်။ဘာကြောင့်လဲဆိုတော့ တဖက်ကကိုယ့်ရဲ့ crash ပေါ့နော်ကိုယ့်ရဲ့ crash ပဲဖြစ်ဖြစ် saturation နေထားရဲ့ဖြစ်ဖြစ်ပေါ့နော်ကိုယ်စိတ်ဝင်စားနေတဲ့သူပေါ့သူကအဲ့လိုကိုယ့်ပေါ်သူကစိတ်ရှိတယ်ဒါပေမဲ့လေကိုယ့်ရဲ့စိတ်ကသူ့ရင်ထဲရလို့မကြော်နိုင်သေးဘူးတော်မဟုတ် तू อ่ะအဲ့အတိတ်ကကိစ္စတွေနဲ့ပတ်သက်ပြီး तू မမေ့နိုင်သေးဘူးအဲ့ဒါကြောင့်မလို့လက်ရှိမှာကိုကသွားလိုက်ရင်စိတ်လိုကြရင်တော့ तू နဲ့ကိုနဲ့ကြအဆင်ပြေမယ်စိတ်လိုမကြရင်ကြတော့ကိုကသူ့ရဲ့အစားထိုးတဲ့လူပေါ့နော်အဲ့လိုပဲဖြစ်တတ်တယ်ကိုကရတဲ့အဖြေခံတွေပဲ ကျွန်တော်ကျမတို့ကဖြစ်ဖြစ်ခံမယ်ပေါ့နော်အဲ့လိုဆိုရင်တော့တမျိုးဒါပေမဲ့ဟိုကို့အတွက်တကယ်စစ်မှန်တော့အေဂျင့်မှုမရနိုင်သေးဘူးအဲ့ဒါကြောင့်မလို့ဒါနောက်ထပ်3-4လလောက်စောင့်ကြည့်သူ့ကိုလည်းစောင့်ကြည့်ကိုကိုရိုင်းလည်းသူ့ဘော်ခန်းစားချက်တေးကြလားဆိုတော့စောင့်ကြည့်တင်တယ်လို့မို့အကြံပေးတယ်ဒါတော့ one အတွက်ပေါ့နော် 2တွေကိုကြည့်တဲ့အခါမှာကျတော့အဲ1ကိုအဲ့လိုပြောပြီးဆိုတော့2ကတော့ဖွင့်ပြောလို့ရလာပြီပါပြီပေါ့အဲ့တော့2ကကျတော့ဖွင့်ပြောမယ်ဝန်ခံမယ်ဆိုရင်တို့ရှိရင်အထာနဲ့ကမယ်ကိုကလုံးဝရတဲ့ရေသူ့ကိုချစ်တယ်ဘလို့မြစ်တာရရှိရအဲ့လိုမပြတတ်တယ်အဲ့လိုပြတတ်ရင်ဘာဖြစ်မလဲဆိုတော့အော်သူ့ဘက်ကကိုနဲ့ပတ်တိုင်ပေါ့လျော့တတ်တယ် တပတ်ကလူကခဲမှန်မှုတဲ့စာတငယ်ဖြစ်တတ်တယ်။သို့မဟုတ်သူဒီသူကိုယ်တိုင်နဲ့တစုံတယောက်ကို तू ကအဲ့လိုမျိုးစိတ်ခံစားချက်နဲ့ပတ်သက်ပြီးနည်းနည်းအုံနောက်လေးနဲ့ရွေးတာသို့မဟုတ်သူရွေးချယ်မှုတွေမှာမှားသွားတာမျိုးလေးတွေဖြစ်ကောင်းဖြစ်ခဲ့လိမ့်မယ်။အဲ့တော့ကိုကဘာလုပ်ရမလဲဆိုကိုက तू နဲ့ပတ်သက်လာလို့ရှိရင်အရင်ပေါ့နော်သူ့အပေါ်ကိုဒီအရင် defense လုပ်တယ်လို့မြင်သွားတာနဲ့သူ့ဘက်ကဘာဖြစ်တယ်လဲဆိုတော့ကိုနဲ့ပတ်သက်ပြီး तू ကအရင်လေးစားတာတော့ကိုနဲ့ပတ်သက်ပြီးသိချင်တာတော့ပေါ့နော်။ဒီလိုအကြောင်းအရာလေးတွေနဲ့ပတ်သက်လာလို့ရှိရင် तू ကတိတ်ပြီးတော့မလေးစားတာသို့မဟုတ် ိုယ့်ရဲ့အချစ်ပေါ်မူတည်ပြီးအနာယူချင်တာလေးတွေဟိုအရာကိုရှုံးရှုံးဝေအောင်ပြောမယ်။အဲကိုကဒီလိုမျိုးသူ့ဘောခန်းစားချက်ရှိရလေဖြစ်ကောသူ့အနေနဲ့တခြားအကြောင်းရပါဘောနော်အဲ့လိုအခြားအချိုးမျိုးပေါ့နော်အဲ့လိုပြောင်းလဲလာတာမျိုးတွေဖြစ်တတ်တယ်။အဲ့ဒီအကြောင်းမကိုအနေနဲ့ကနည်းနည်းအတူဆုံးပြောရရင်အထားကိုင်းနိုင်တယ်နော်။အဲ့တော့သူနဲ့ကိုနဲ့ကြာမှာတန်ရုံးစင်ဖြစ်အောင်လုပ်သူဘက်ကိုပဲဆရာကြရဆွဲပုံစံဒီချာနဲ့တခြားလေး try me မှသာလျင်ကိုကသူနဲ့ပတ်သက်ပြီးတဖြည်းဖြည်းချင်းမှကိုသူ့ကိုချစ်ကြောင်းမေတ္တာရှိကြောင်း သူကိုယ်တိုင်ကိုယ့်ရဲ့အချစ်ကိုသိရှိခြင်းလာတဲ့အချိန်လောက်မှာပြောရင်တော့ပို့ပြီးတော့ကောင်းမွန်ပါလိမ့်မယ်လို့ပြောချင်ပါတယ်เนาะအဲ့တော့အခု final လေးကအဆင်ပြေပါစေလို့မျှော်လင့်ပါတယ်เนาะအဲ့တော့ true သမားရဲ့ဘယ်လိုလောက်ပြောအောင်လဲဆိုတော့နောက်ထပ်အဲသူနဲ့ပတ်သက်ရင်နှစ်လလောက်စောင့်ကြည့်ရပါပြီเนาะကျေးဇူးတင်ပါတယ်